ါခင်ဗျာမျိုးတွေအားလုံးကြားမှချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကဲမျိုးတို့တွေထဲမှာကျွန်တော်တို့စီးကြောက်တဲတဲ့သူတွေအသက်စီဘုံတဲ့သူတွေเนาะကျွန်တော်စီးကြောက်တဲပြီးတော့အဲမကြတဲ့သူတွေအတွက်အဲဒီဗီဒီယိုလေးကြည့်သွားပါလို့เนาะတကယ်ဟိုမှအကျိုးရှိစေမှာပါလို့เนาะဘာမှမစိုးရင်ပါလေလို့အဲတကယ်ဟိုမှကျွန်တော်တို့အဲဒီနီလန်းလေးရဆိုရင်ပြစီးကြောက်တဲတဲ့သူကိုယ်တိုင်ဒါဒီနီလန်းလေးတိုင်းသုံးဆွဲပြီးတော့ဒါပြောက်ကွင်းသွားလို့ဒါမျက်ဝေထားတဲ့နီလန်းလေးကိုเนาะအမျိုးလေးကိုကျွန်တော်ပြန်လှည့်ပြီးတော့ အဲမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အဲစီကြောက်တယ်တဲ့သူတွေအသက်စီဖုံးတဲ့သူတွေအတွက်ဆိုရင်တော့အဲတကယ်ဦးမတကယ်ဦးမကျွန်တော်တို့အထီရောက်တဲ့အဲစီနီကောင်းလေးပေါ့နော်အားကြောင့်မို့ဒီဘီလေးဒီဘီလေးကိုမကျော်သွားပါနဲ့လို့နော်ဒီဘီလေးကြည့်သွားပါလို့အဲကိုမဖြစ်ရင်တော့မှနော်ကိုပြင်နာမှာရှိတဲ့သူဖြစ်ခဲ့ရင်တော့မှအဲဒီဘီလေးကိုပြပြီးတော့ဒီဘီလေးရဲ့အတိုင်းအနီးလန်းလေးတိုင်းလုံးမယ်ဆိုရင်တော့အဲတကယ်ဦးမကျွန်တော်ကုသိုလ်လေးရတာပေါ့နော် နီလန်လေးကတော့ဒီစင်းနီလန်လေးကတော့တကယ်မှအမတန်မောက်လွယ်လဲလွယ်တယ်တကယ်မှလည်းရိုးရှင်းတယ်ပေါ့နော်ကျွန်တော်တို့ဘာမှအထူးထူးထူးရှာကြမလို့ဘူးဗျာကျွန်တော်တို့ဇပလင်ဇပလင်ရှိရမယ်နော်ကျွန်တော်နေစင်သုံးနေတဲ့ဒါဆန်ဆိုရင်ကျွန်တော်တို့ကနေစင်ဒါထမင်းရချက်စားနေတဲ့အတွက်ဆန်ဆိုရင်ကျွန်တော်ဆန်စည်းရီပေါ့နော်အဆန်စည်းရီကိုကျွန်တော်တို့ဆန်စည်းဆန်စည်းရီလေးကိုဒါကျွန်တော်အနေငယ်ပေါ့ကျွန်တော်ဘလားလို့တနေ့ကိုကျွန်တော်တို့ဘလားလို့ဒီအဲကို ငကြင်းဖန်ကွက်ပဲဖြစ်ဖြစ်ပေါ့နော်ငကြင်းဖန်ကွက်ဆိုလဲငကြင်းဖန်ကွက်တစ်လုံးပေါ့နော်ငကြင်းဖန်ကွက်တစ်လုံးနဲ့ကျွန်တော်တို့ဇပလင်နှစ်ပလင်နှစ်နှစ်ပင်ပေါ့နော်အဲတစ်ခါတောက်ရင်ကျွန်တော်ငကြင်းဖန်ကွက်တစ်လုံးလောက်တောက်မယ်ဆိုလဲအဲတောက်လို့ရတယ်ပေါ့နော်အဲကျွန်တော်သဘောဖြစ်ပြောပြတာပေါ့နော်ကျွန်တော်တို့ဒီနည်းလမ်းလေးကိုအဲလုံးမယ်ဆိုရင်တော့ကျွန်တော်စံစည်းစံစည်းရတော့ဒါကျွန်တော်တို့ကတော့နေ့တိုင်းထမိုးတဲအတွက်အဆွေရှိရပေါ့နော်စံစည်းရရှိရမယ်ဇပလင်ရှိရမယ်ပေါ့နော်ဇပလင်ကိုကျွန်တော်တို့ရေဆင်အောင်ဆေးမယ် ရေတန်းစင်ကိုဆေးပြီးတော့သုံးလိုက်ထက်လောက်တော့ဆေးပေါ့နော်ဒါမှကျွန်တော်တို့အထက်ထဲမှာရှိတဲ့ဒီအရှုံနေပါလေနော်ပိုးမွားတွေပေါ့ကျွန်တော်မြင်ရတာမဟုတ်တဲ့တူပါနော်ကျွန်တော်တို့ကတောက်မှာဆိုတော့ဇက်ဗလင်ကိုရေစင်အောင်ဆေးမယ်ရေစင်အောင်ဆေးပြီးွားရင်ကျွန်တော်တို့အဲဟိုအပိုင်းပိုင်းလေးပေါ့နော်ကျွန်တော်ပိုင်းပိုင်းလေးရှင်းလိုက်မယ်လက်တစ်ဆင့်လောက်အပိုင်းပိုင်းလေးရှင်းမယ်လှီးပြီးွားပြီလှီးပြီးွားပြီဆိုရင်ကျွန်တော်တို့ဆန်စည်းရည်နဲ့ပေါ့နော်ဆန်စည်းရည်နဲ့ကျွန်တော်တို့အဲနိုင်ခွက်လောက်စိန်ထားလိုက် နော်စံစည်းဝင်တဲ့စံစည်းရည်နဲ့နိုင်ဘယ်လောက်စိန်ထားပြီးပါပြီဆိုရင်ရလာတဲ့အဲ့ဒီစိန်ထားတဲ့အရည်ကိုတနေ့ကိုကျွန်တော်တို့နော်၃ခါတောက်ပြီတနေ့ကို၃ချိန်တောက်ပြီတနေ့ကို၃ချိန်တောက်ပြီလို့ကျွန်တော်၄၅၆ရက်နေပြီဆိုရင်တော်တော်လေးမှတိတိတတ်တာနဲ့ကျွန်တော်တို့ဒီကြောက်တဲ့တဲ့သူတွေပေါ့နော်စီလန်းเจ้าမှာကြောက်တဲ့တဲ့သူတွေတော့တကယ်ဥမထိရောက်တယ်တကယ်ဥမလည်းမြန်ဆန်နေပေါ့နော်အဲဒီဗီဒီယိုလေးကြည့်သွားပါမျှဝေပြီးပါလို့လည်းပြောချင်ပါတယ်ပေါ့နော်ဒီဗီဒီယို ဒီဗီဒီယိုလေးကျွန်တော်မျှဝေခြင်းမျှဝေပေးရှင်တာကလည်းဒီဒီဒီအဲ့ဇဗလင်နဲ့အဲ့ဆန်စည်းရည်နဲ့ဟိုအဲ့တကယ်ဦးမှခန်းစားတဲ့ဝင်သားရှင်တူကနော်ကျွန်တော်တို့တောက်လိုက်လို့အဲ့တကယ်ဦးမှထိရောက်စွာကြောက်ဒီဆိုများကျွန်တော်အပိုင်မင့်တတိကိုကြသွားလို့နော်အဲ့တကယ်ကိုကရင်ကရှင်ကမျှဝေထားလို့ကျွန်တော်ကအမျိုးလေးကိုစေတနာမြတ်တာဖြစ်ပြန်လည်မျှဝေပေးတာပေါ့နော်တကယ်ဦးမှလွယ်ကူလွယ်ကူရိုးရှင်းနေပေါ့နော်ဇဗလင်ရှိရမယ်ဆန်စည်းရည်ဟုတ်တယ်မလားဇဗလင်ကိုကျွန်တော်ရေပြောင်းစေးစေးပြီးွားရင် အဲအပိုင်လက်စစ်လောက်ပိုင်ပိုင်လေးပိုင်ပိုင်ပြီးဝိုင်းရင်ဆန်စည်းရင်နဲ့ကျွန်တော်တို့နိုင်ဝဲလောက်စိန်ထားပြီးဝိုင်းပြီးဆိုရင်တနေ့သုံးချိန်ပုံမှန်တာတောက်ပြီးเนาะကျွန်တော်တို့ဒီကြောက်ကမမကြမှာမဟုတ်ဘူးねကြောက်အောင်ကြာမှာပေါ့เนาะအဲနောက်တစ်ခုကရှိသေးတယ်ကျွန်တော်တို့အဲကြောက်ဒီစီးမှာကြောက်တယ်တဲ့သူတွေအတွက်အဲနောက်တနေ့ရှိသေးတယ်ပေါ့เนาะငပြင်းမားနဲ့ကျွန်တော်တို့ဆောင်းကားသီးနဲ့အချက်စားပြီးမယ်ဆိုရင်လည်းဒါကြောက်တယ်တဲ့သူတွေအတွက်အဲတကယ်ဥမထိရောက်တယ်ပေါ့เนาะကြောက်လဲကြတယ်လို့အဲကြောက်လဲကြတယ်ပေါ့เนาะ အဲအသက်စီဖုံတဲ့သူတွေလည်းဇပလင်နဲ့ဆန်စည်းကိုစိန်ထားတဲ့ရေကိုကျွန်တော်တို့တနေ့သုံးကြိမ်တောက်ပေးမယ်ဆိုရင်လည်းတကယ်မှထိရောက်ထိရောက်တယ်ဗောနော်တကယ်မှလည်းတတ်တာပျောက်ပြင်းနေเนาะခန္ဓာကိုယ်မှာကျွန်တော်တို့အစီစိတ်များပြီးတော့အဲဖြစ်တဲ့သူတွေလည်းဇပလင်နဲ့ကျွန်တော်တို့ဒီဆန်စည်းရင်တွေကိုအဲပြုတ်တော့ပြီးမယ်ဆိုအဲ sorry เนาะဇပလင်နဲ့ဆန်စည်းကြီးကိုကျွန်တော်စိန်ကြီးတောက်ပြီးမယ်တနေ့သုံးကြိမ်ပုံမှန်တောက်ပြီးမယ်ဆိုရင်တကယ်မှထိရောက် အမြန်ဆန်ပြီးတော့တကယ်မှစီရီအကြစီရေပေါ့နော်အားကြောင့်မို့အမျိုးတွေကိုကျွန်တော်နီလန်းကောင်းလေးပြန်လဲပြီးတော့မျှဝေပေးတာပါနော်လောက်ကြည့်ပါနော်ဒီဗီဒီယိုလေးလည်း share သွားပေးပါနော်ကိုမဖြစ်အောင်မှကိုဗီနာမှဖြစ်တဲ့သူတွေအတွက်တကယ်မှလောလောကူကူနဲ့ကျွန်တော်ရိုးရိုးရှင်းရှင်းနဲ့နော်အလဲတကူမြန်ဆွမ်းစွာကျွန်တော်တို့အဲစေးတစ်ခွက်တောက်တုံးလို့ရတယ်ပေါ့နော်အဲနောက်လာတဲ့ဗီဒီယိုဒီမှာလည်းကျွန်တော်ဘလို့အဲစေးစွမ်းနီလန်းကောင်းများကိုယူဆောင်လာပေးဦးမလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို ဆက်လက်ကြည့်စုစောင့်မျှော်ပေးပါလို့အဲဒီနေရာလေးရပြောချင်တယ်ပေါ့နော်အဲမျိုးတွေအားလုံးလဲကျမ်းမှချမ်းသာပါစေခံစားနေရသောအနာမျိုး96ပါယောဂများလဲတက်တာပျောက်ကင်းပါစေကကြည်သုံးမှလဲကြော်လွှားနိုင်ပါစေလို့အဲဒီနေရာလေးရနေပြီးတော့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ